ဘုရားဘာသာဝင်သူတော်စင်တွေကောင်းတာကိုတော့စေရနာထက်ထက်တန်တန်လှုပ်ကြပြီမဲ့လို့လှုပ်ရင်းလှုပ်ရင်းကနေပြီးတော့စေရနာတွေစိတ်ဓာတ်တွေယိုယွင်းလာပြီးတော့အခွင့်အရေးဘက်ကိုရောက်သွားလို့ရှင်ကုသိုလ်ကနေအကုသိုလ်ဘက်ကိုရောက်သွားတတ်တဲ့ဒါအမတန်တတိထားစရာကောင်းပါဘော။အဲ့လိုမျိုးမဖြစ်အောင်တတိထားဖို့အမတန်မှအရေးကြီးတယ်။ဒါကြောင့်မို့လို့ ဘုံစွမ်းလောင်းလူစိတ်ထားဖြူဖို့လိုတယ်စိတ်ထားဖြူရမယ်စိတ်ထားဖြူမယ်ဆိုရင်အလုံးကိုကုသရတယ်အေးလွယ်လွယ်မှာမှာလုပ်ပြီဆိုလို့ရှိရင်တော့ကုသတပည့်ငရေတပိတ်တာဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့ဒါတတိထားရမယ့်အချက်တွေကိုပြောပြအဲ့ဒါတွေကိုတတိမထားဘဲနဲ့ကုသလို့ထင်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်တော့ကုသကနေပြီးအကုသတွေဖြစ်တယ်ဆိုတာဥပနိဒိယတတိတယ်မယ် နော်ကုသလောဓမ္မအကုသလတ္တဓမ္မတဥပနိဒိယပစ္စေနပစ္စယောကုသလုံရင်ကနေလဲအကုသဖြစ်တာအကုသလုံရင်ကလည်းကုသဖြစ်တာအကြောင်းဆိုတာတကုကိုအကြောင်းပြုပြီးလုံတဲ့အလုပ်ကတော့ကုသလုံပဲဒါပေမဲ့လို့မလုံတတ်လို့ရှင်အကုသပဲရောက်လာပြောင်းလဲမှုတွေဖြစ်ပေါ်လာဒါကြောင့်ပြောင်းတယ်ဆိုတာဘယ်ကနေပြောင်းလာတော့ဆိုစိတ်ဓာတ်ကနေပြောင်း ဒါကြောင့်မို့စိတ်ထားဖြူစင်မှုလိုအပ်တယ်။ပုံစွမ်းလောင်းလို့စိတ်ထားဖြူမှအင်တမအရေးကြီးတဲ့ကိစ္စညမနိုင်ငံမှာကုသကောင်မှုလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒါကိုအလွန်တည်ထားရမယ့်ကိစ္စတွေ။ဖရာကောပကတွေအင်တမတည်ထားရမယ့်ကိစ္စတွေ။ဖရာတရားတန်ခါနဲ့ပတ်သက်လာတဲ့အလုပ်တွေကိုလုပ်ပြီးဆိုလို့ရှိရင် အတင်းအဆောင်မခံကိုယ်စိတ်ဓာအလွန်တန်ရှင်းစင်ကြယ်တဲ့စိတ်ဓာနဲ့လုပ်ဖို့လိုအပ်တယ်။အဲဒီလိုမှစိတ်ဓာမခံဘူးဆိုရင်မလုပ်ဖဲနေတာကကုတုပိုရနိုင်တယ်။အပြစ်ကင်းတယ်ပေါ့မလုပ်ဖဲနေအပြစ်ကင်းလုပ်ပြီဆိုလို့ရှိရင်လည်းအပြစ်မဖြစ်အောင်လုပ်တတ်ဖို့ဒါတွေကမတိလို့လုံးမိတဲ့ပုံကိုယ်တွေတိအောင်လို့ပြောပြလုံးမိတယ်ဆိုရင် မြန်မာနိုင်ငံမှာဘာတွေဖြစ်တုံးဆိုကိုသိတယ်လို့ပြောရမယ်အကုန်လုံးသိတာတော့မဟုတ်ဘူးတချို့တရားပွဲကျင်းပတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီတရားပွဲကျင်းပတဲ့အဖွဲ့တွေဟာတရားပွဲအတွက်ဓမ္မပူဇာဆိုပြီးတော့အလှခံထားပြီးအဲ့ဒီဓမ္မပူဇာတွေတဲကနေဘာလုပ်လဲဆိုတန်ချက်ဆက်ဖိုးတို့တယ်လီဗီရှင်းရိုက်တဲ့ဖိုးတို့နောက်ဆုံးမှာ ပြင်စင်စရိတ်တွေတို့ဘာတို့အဲ့ဒီထဲကနေပြီးတော့သုံးနေဆိုတာကြားသိရကိုယ်တိုင်လည်းတစ်ခါတွေးလိုက်အဲ့ဒါမျိုးတွေဟာမလုံထိုက်တဲ့ကိစ္စတခုလှူတဲ့လူကဓမ္မပူဇာလို့လှူသွားလို့ရှိရင်ဓမ္မပဲပူဇော်ရမှာဖြစ်တယ်ပေါ့ခန္ဓာကမန္တဖိုးတို့အတန်ဆက်ဆက်ဖိုးတို့မိဖိုးတို့ဘာညာကြံတဲ့ကုံကြစိတ်တွေကတိတ်တတ်မဲ့ရှာဖွေတဲ့ အလူရှင်ရှာမယ်တိဒ္ဓဓမ္မပူဇာဆိုတဲ့ထဲကနေမသုံးသင့်ဘူးဘာဖြစ်လို့တော့ဆိုအများလူတာကဓမ္မပူဇာလို့လှူထားတာကိုကိုကပူဇာရဲမထဲ့ပဲနဲ့တခြားဟာတွေသုံးတယ်ဆိုရင်တလွဲအသုံးချတယ်လို့ခေါ်တယ်။ရန်တော်တွေဆိုလို့ရှင်ဒီလိုအပြောင်းလဲလှုပ်တာမျိုးကိုလုံးဝမလုပ်ရဘူး။ဘုန်းကြီးတွေဆိုရင်အဘတ်တဲ့ဆိုရတော့ ရွှေရကုံဘုရားကိုလှူဖို့ဆိုတဲ့ညီရထားတဲ့ပစ္စည်းတစ်ခုကိုသုလိဘုရားပြောင်းပြီးတော့တူခိုင်းလို့မရဘူးကုသိုလ်ရှင်ကရွှေရကုံဘုရားကိုစိတ်ညွတ်ထားလို့ရှင်အဲဒီစိတ်ညွတ်ပြီးသားဘုရားဘုရားချင်းတောင်းမှပဲရွှေရကုံဘုရားကိုပဲလှူပါအဲ့ဒါကိုရွှေရကုံဘုရားကချမ်းသာပါတယ်သုလိဘုရားကိုလှူပါလို့သွားပြောရင်ရန်နေမှာအဘသင်မလို့ဘုရားမျိုးကအဲ့တော့ အဲ့ဒီမှာတောင်မှပဲရဟန်းတွေမှာတောင်အပြစ်ရှိတယ်ဆိုတော့လူတွေမှာရည်ရွယ်ချက်တစ်ခုနဲ့လှူဒန်းထားတဲ့ပစ္စည်းတစ်ခုအလွဲသုံးသပ်သွားလုပ်မယ်ဆိုလို့ရှိရင်ဒီအပြစ်ကကိုယ်ပေါ်မှာကြာရောက်လာမှာတေချာတယ်ပေါ့ဒါကြောင့်မို့ဒါတွေဟာဘာသာတရားလောက်ကင်ဆောင်ရတဲ့အခါမှာစိတ်ဓာတ်တွေဖြူစင်မှုအမှန်တမ်းအရေးကြီးတယ်။နှံ့နှံ့ပြန့်ပြန့်လုပ်ဖို့လိုအပ်တယ်။အဲဒီလိုမဟုတ်ဘဲနဲ့ မတန်ရှင်းတဲ့စိတ်ဓာတ်တွေနဲ့လောက်တာဘာသာရေးကိစ္စလုပ်တယ်လို့ဆိုပြီးလုပ်နေဘာသာရေးတွေကနေပြီးတော့အလွဲသုံးစားတွေလုပ်မယ်ဆိုလို့ရှိရင်တော့အကုသိုလ်တွေဖြစ်အောင်ပါပဲကုသိုလ်တွေပဲငရေဝိတာဆိုတာအဲ့ဒါမျိုးကိုဆိုလို့လားအဲ့ဒါကြောင့်မို့လို့ကုသိုလ်ဆိုရင်ကုသိုလ်တန်တန်ပြတ်ပြတ်ရအောင်ကြိုးစားအားထုတ်ပင်တယ်အဲ့ဒါကိုဆိုလို့ရင်ဆွန်လောင်းပြီဆိုလို့ရှိရင်လည်းဒါသိအရေးကြီးတယ်ပေါ့ တန်ခါးလေးဆွလောင်းမို့လို့လူခန့်နေအလူခန့်တဲ့ငွေကြီးဟာတပြားတစ်ချက်မှတပြင်းနေရာမှာမတုံးနိုင်ဘူးသုံးပြီဆိုလို့ရှိရင်အကုသိုလ်ဖြစ်မှတိတ်ချတယ်ဘာကြောင့်မို့တချို့ကတော့လေဒါမျိုးကိုရှောင်နေပေါ့တချို့ကြတော့လေရိုးလာတဲ့အခါမှာမရှောင်မဲနဲ့လုတ်တက်မိတယ်ပေါ့အဲ့ဒါလို့မလုတ်မိဖို့အမတန်မှအရေးကြီးတယ်ကိုလုတ်တဲ့လုတ်ကကုသိုလ်ရတယ်လို့လုတ်တာ ကုသိုလ်ရမယ်အလုပ်ကိုကုသိုလ်ရအောင်လုပ်နိုင်မှပို့ပြီးတော့အကျိုးရှိမှဖြစ်တယ်။ကုသိုလ်လုပ်လုပ်ပြီးအကုသိုလ်တွေဖြစ်နေမယ်ဆိုရင်ကိုယ့်အတွက်ဟာနေတာဆုံးရှုံးခြင်းတစ်ခုပဲ။ဒါကြောင့်မို့စိတ်ထားဖြူစင်ရမယ်၊ရိုးသားရမယ်၊ဖြောင်းပြမရမယ်ဆိုတာအမှန်တမ်းအရေးကြီးတဲ့ဘာသာရေးလုပ်ငန်းတွေလာဖြစ်တယ်ပေါ့။ကုသိုလ်တန်တန်ကြံကြံရအောင်ကြိုးစားဖို့ဒီအသိဉာဏ်လေးရှိပြီးတော့လုပ်ဖို့ အမတန်မှအရေးကြီးတယ်ပေါ့အခုလိုတန်ခါတွေကိုရည်စူးပြီးတော့ဆောင်းလောင်းတယ်ဆိုတဲ့လုပ်ငန်းဟာအလွန်မောများတဲ့အလုပ်ပဲရသော်ဘုရားကိုယ်တိုင်ကလည်းတန်ခါဒါနဟာအလွန်အကျိုးကြီးကြီးရဲ့လို့ဒီလိုဟောတယ်ဘုရားရှင်ကိုယ်တော်မြတ်ကယဟန်တန်ခါတွေကိုပိဏိယလောဘဘောဇနနိတ္တယပပိစ္ဆတတ္ထတိယာဝစီဝံ ဥဒ္ဒဟောကရဏီယောသာသနာပေါင်းဝင်လာပြီဆိုလို့ရှိရင်ဆွမ်းခံလို့ရတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့တရားဓမ္မကျင့်ကြံမျိုးကိုအထောက်အမယ်လို့ဆိုတာခဏကြည့်အောင်မယ်ဒီအဆုံးမကိုပေးနေတော့မှဖြစ်တယ်ပေါ့ရသော်ဗျာကိုယ်တိုင်ကလည်းပထမဆုံးအချိန်ကပိလို့နေပြည်တော်ကိုကြွရောက်တဲ့အခါဆွေတွေမျိုးတွေဆွေတွေမျိုးတွေဘလောက်ပဲများများ ဘဒုအိမ်မှာမကြွပဲနဲ့မြို့ထဲမှာဆွမ်းကန်ထွက်ခဲ့တယ်ဆိုတာဘုဒ္ဓဝင်ဖတ်ဖူးသူတိုင်းသိတယ်။အဲဒါကြောင့်မို့ဆွမ်းကန်ကြွလာတဲ့ပုဂ္ဂိုလ်ဆွမ်းလောက်ရတယ်ဆိုတဲ့ကုသိုလ်အန္တမကြီးမားတဲ့ကုသိုလ်ဖြစ်။ရှင်နုရုဒ္ဓမထေရဆွမ်းကန်ကြွလာတာကိုဆွမ်းလေးတစ်စွမ်းလောင်းလိုက်ရတဲ့အိနကနတ္တဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာ မေရောမိနတ္တာအနီးမှာထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုံတကိုယ်ကြီးကြီးမာတယ်ပေါ့သမီးချောင်းစီအောင်သာသနာ့ဘမှာလူခဲ့တဲ့အင်ကုရနတ်သားကြတော့ဘုရားနာမှာအရင်ရောက်နေလင်းကစားဘုံတကိုယ်ကတေးငယ်သည့်အတွက်ကြောင့်သူ့ရဲ့ဘုံတကိုယ်ကြီးတဲ့နတ်တွေလာတဲ့အခါဆုတ်ဆုတ်ပေးလိုက်ရတာဆနေယူဇနာလောက်ဘုရားနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ ဆွမ်းလောင်းလို့ရတဲ့ကုသိုလ်စေတနာရဲ့ဆွမ်းအားဟာအရှင်ဝါအဝတ္တမကြီးတယ်လို့ဆိုတာဝန္တာဇေယမှတ်သားထားပြီးတော့ဒုဒ္ဒတွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မောမြတ်တဲ့စိတ်ဓာတ်နဲ့ဒုဒ္ဒတွေလောရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်မှတ်သားထားပြီးတဲ့အခါမောမြတ်တန်ရှင်းတဲ့စိတ်ဓာတ်နဲ့ပဲဒီကုသိုလ်ကောင်းမှုတွေကိုရအောင်ယူတဲ့ အဲ့လိုမဟုတ်ဘဲနဲ့စွမ်းစံတော့ချက်ချင်းရောဆိုတာလို့မကောင်းတဲ့စိတ်ဓာတ်တွေဝင်တလွဲအသုံးပြုမယ်ဆိုလို့ရှင်အကုသိုလ်ဖြစ်ဖို့အလွန်နည်းတဲ့အလွန်နီးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့အကုသိုလ်ဘက်ကိုတိမ်းဆောင်းသွားမယ်ဆိုလို့ရှင်ကိုကျုံနေတယ်ကုသိုလ်ရလို့ကိုကလှုပ်တာရလိုက်တော့အကုသိုလ်တွေရနေတယ်ဆိုရင်အမတန်မှကိုကျုံနေတာပေါ့ဒါကြောင့်မို့ဒါရီဟာအမတန်မှတတိထားရမယ်အချက်တည်း နောက်တစ်ခါအများမှအလူခံပြီးတော့ဒါနာကောင်းမှုလုပ်ပြီးဆိုတဲ့အခါမှာစိတ်ရှိပြီးခံဆိုတာအမဒါမအရေးကြီးတယ်အများနဲ့လုံးလုံးတဲ့အခါမှာစိတ်ရှိမှုတိခံမှုအမျောမြင်ဉာဏ်ရှိမှုဆိုတာအရေးကြီးတယ်ရှေခိကလည်းဖျားလက်ထက်တော်အခါကလာတော့တန်ဃာတော်ဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီပိဋကတ်တစ်ခုမှတရားဟောလိုက်တာ လူကိုလေးမျိုးလေးစားခွဲခြားပြီးတော့ဟောလောကမှာတဲ့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးကိုကိုယ်တိုင်သာလူဒန်းပြီးသူများမတိုက်တွန်းတဲ့ပုဂ္ဂိုလ်ကိုကိုယ်တိုင်တော့လူဒန်းနဲ့သူတစ်ပါးကိုမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကိုကိုယ်တိုင်လူဒန်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာကျွယ်ဝတော်လဲပဲသူများကိုမတိုက်တွန်းခဲ့တဲ့ကုသိုလ်တိုက်တွန်းခဲ့တဲ့ကုသိုလ်မရှိသည့်အတွက်ကြောင့် သူဟာအချမ်းရနေပါတယ်ဒီအကျိုးကမပြည့်စုံတဲ့အကျိုးပေါ့ကိုကိုတိုင်းလူချင်းဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစည်းစိမ်ဥစ္စာတော့ရှိပါရဲ့တော့မောအချမ်းရမရှိဘူးတဲ့အေးကိုကိုကိုတိုင်းတော့မလူဘူးသူများကိုတိုက်တွန်းတယ်တိုက်တွန်းတယ်ကိုကိုတိုင်းတော့မလူဘူးဆိုတဲ့ပုံကိုယ်တွေဟာကိုကိုတိုင်းမလူသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာဒနာကျွင်ဝတာတော့မရှိဘူး သို့သောသူများကိုလှူဖို့တိုက်တွန်းနှိုးဆော်ခဲ့သည့်အတွက်ကြောင့်ဖြစ်နေရဘဝမှာအချမ်းရံနေတော့များတယ်မိသားစုများတယ်ဒီလိုဆိုကိုယ်လည်းမလှူဘူးသူများလည်းမတိုက်တွန်းဘူးဆိုတဲ့ပုံကိုကြတော့ချာရံလည်းမရှိဘူးစီစဉ်ဥစ္စာလည်းမပြည့်စုံဘူးဆိုတဲ့ဘဝမျိုးရောက်ကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ပုံကိုမျိုးကြတော့ တစီဥစ္စာလည်းချမ်းသာတယ်အချမ်းရည်လည်းများတယ်ဆိုတဲ့အကောင်းဆုံးအကျိုးပေးမှုပြည့်စုံတဲ့အကျိုးရတယ်လို့တခါတော့မှမြတ်စွာဘုရားဟောတဲ့တရားကိုကြားနာလိုက်ရတဲ့ပုဂ္ဂိုလ်တူကဒီတရားကိုမှတ်သားထားပြီးတော့အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်အောင်သူကြိုးစားမယ်ဆိုပြီးမြို့ထဲရွာထဲမှာလိုက်ပြီးတော့လှူခန့်နေတိုက်တွန်းနေသူကိုယ်တိုင်လည်းကုသိုလ်အတွက်ထဲ့ဝင်နေတယ် သူကိုယ်တိုင်လည်းလူတဲ့အများကိုလည်းတိုက်တွန်းနေဆိုတဲ့ဘုံစွမ်းလောင်းတဲ့လုပ်ငန်းမျိုးကိုသူကစ조사အထုတ်ခဲ့အဲ့ဒါလို့조사အထုတ်တဲ့အခါမှာကိုကလိုက်လံပြီးတော့အလူခံတဲ့အခါမှာအလူခံပုဂ္ဂိုလ်ဆိုတာတိခံမှုရှိရတချို့ပုဂ္ဂိုလ်တွေကအလူခံတာကိုမကြိုက်လို့တချို့အိမ်တွေမှာအလူခံခြင်းတိခံမှာလို့တောင်းရေးထားတာရှိတယ် တချို့အိမ်တွေကျတော့ခွေးကြိုက်တတ်သည်လို့ရေးထားတယ်အလှကံလာမှာစုံးလို့အဲ့ဒါလို့လူဆိုတာအမျိုးမျိုးရှိတယ်အဲ့ဒီမဲ့ဒီပုဂ္ဂိုလ်ကသွားပြီးတော့အလှကံတဲ့အခါကျတော့လူတယောက်ကကိုယ့်ဘာကိုလှူနိုင်ကိုယ့်ဘာကိုလှူမဲလှူကြပါတမ်းကြပါနဲ့သူများကိုပြောတာမကြိုက်တဲ့ပုဂ္ဂိုလ်ကရွဲ့ပြီးတော့စီလေးရတစ်စက်ပဲလေးရတစ်စီးနှစ်စီးဆံလေးရတစ်စီးနှစ်စီးနှမ်းလေးရတစ်စီးနှစ်စီးဆိုတာ လက်ချောင်းလေး၃ချောင်းနဲ့ယူပြီးတော့တမင်ရွဲ့ပြီးတော့ထဲ့တာမျိုးတောင်းကြုံခဲ့ရဘူးတဲ့အဲ့ဒါမျိုးကိုသ í ခနိုင်စွမ်းရှိရမယ်လို့ဒီလိုဆိုလိုတယ်သ í ခနိုင်စွမ်းရှိရမယ်စိတ်ဓာတ်ဟာမပြတ်ပြားပဲဘယ်သူပဲလူလူလူသည်များအားလုံးဟာတူမြသောစေတနာနဲ့လှူတယ်လို့စိတ်ထဲမှာထားပြီးတော့เนาะနည်းနည်းထဲ့လို့ရှင် မကြည်မနှက်လှုပ်တာမျိုးမလှုပ်သင့်ဘူးပေါ့။များများလှူတဲ့ပုဂ္ဂိုလ်ဒီမျက်နှာလှူမျက်နှာရလှုပ်တာမျိုးလည်းမလှုပ်အောင်နည်းနည်းလှူလို့ဒီမဲ့တာရွဲ့တာလည်းမလှုပ်အောင်ဘယ်ပုဂ္ဂိုလ်မျိုးပဲသူ့အတိုင်းတာနဲ့သူ့အတူလှူတာဖြစ်တန်းညူညီမျှစိတ်ထဲမှာဝမ်းသာကြည်နူးတဲ့စိတ်ထားအေးသူတတ်နိုင်တယ်လို့လှူတာပဲဆိုတဲ့စိတ်ထက်မျိုးမွေးမြူနိုင်မှာ သူများကိုလိုက်ပြီးတော့လှူခဏာအမတန်မှဒီအလုတ်ကိုလှုပ်တင်တယ်တဲ့အဲဒီလိုမဟုတ်ဘူးဆိုရင်ကိုလှုပ်တဲ့အလုတ်ကကုသိုလ်စိတ်တက်ကတူညီစွာမထားနိုင်ဘူးဆိုရင်အကုသိုလ်စိတ်တက်တည်ဖြစ်ပေါ်လာတယ်ဒါကြောင့်မို့လို့ဒါလည်းအလွန်တတိထားမယ်ကိစ္စတစ်ခုပဲလွန်တတိထားရမယ်ဒါနကောင်းမှုလှုပ်တယ်ဆိုတာ ယန်းတန်ဃာတွေဆွမ်းခံကြွလာလို့လောင်းနေလှူတယ်ဆိုတော့ဒီအလှဟာစိတ်ထဲမှာဘယ်လောက်ထိအောင်ထားရမလဲလို့ဆိုလို့ရှိရင်အိမ်တိုင်းအိမ်တိုင်းမှာရှိကြတဲ့ကုသိုလ်ရှင်တွေတော့မဟုတ်အများကိုနှုတ်ဆော်ပြီးတော့ဝေယဝိသယူပြီးတော့ဘုံစွမ်းလောင်းတဲ့အသင်းတွေတန်ဃာတွေကြွလာတာမြင်လို့ရှိရင်စိတ်ထဲကဖျားလက်ထက်ကယဟန္တာတွေရဲ့အနှွဲအဆက်ပဲလို့ ဘယ်ကြောင်းကဘယ်ကိုတော်ဆိုတာတွေးမနေနဲ့ဘုရားလက်ထက်ကဘုရားရဲ့တပည့်တော်ဝကတွေအစဉ်ဆက်ပဲဘုရားလက်ထက်ကဒီလိုနေမှာပဲလို့ဒီတန်ဃာတွေကိုစိတ်ထဲမှာအာယုံထားပြီးတော့အဲ့ဒီတန်ဃာတွေရဲ့ကိုယ်စလဲဆိုတဲ့စိတ်နဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တယုတ်တည်းလောင်းလှူနိုင်မှုအရေးကြီးတယ်။အဲ့လိုလောင်းလှူတဲ့အခါမှာမလေးမစားနဲ့စကားမျိုးတွေမပြောမိအောင်လည်းသတိထား ြောလိုက်တဲ့ဆိုတဲ့ကောကဝစီကံလို့ခေါ်တယ်။အဲဒီဝစီကံဟာပြောတဲ့ပုဂ္ဂိုလ်ဒီယဟန်တန်ဃာကိုယဟန်တန်ဃာကမကြီးညိုပွဲရမဆောင်နဲ့ကစားမဆောင်တာကသူ့တောင်းသူ့အတွက်သူ့ပဲသူ့နဲ့သာဆိုင်တယ်။ကိုကနေပြီးတော့ယဟန်တန်ဃာကိုပြောလိုက်မယ်ဆိုလို့ရှိရင်နော်ဆဲရီတိုင်းထွာမှုဆိုတာနေမင်းကစားဆဲမှဆဲတယ်လို့ခေါ်တာမဟုတ်ဘူး။ နော်ဆယ်ခြင်းဆယ်မျိုးဆိုတဲ့အထဲမှာအနာနဲ့ခေါ်ရင်လည်းဆဲတာလို့ပြောတယ်အရာအမောင်းနဲ့ပြောရင်လည်းဆဲတာပဲလို့ပြောဥပမာမဲ့အရပ်ပူတဲ့လူကိုငပုလို့ပြောရင်ဒါလည်းဆဲတာပဲနော်အသားမဲတဲ့လူကိုငမဲလို့ခေါ်လို့ရှိရင်လည်းဆဲတာပဲအဲ့ဒီလိုဆဲမှုတွေဆိုတာကတစုံတစ်ခုကိုအကြောင်းပြုပြီးတော့မလိုမုန်းတာတဲ့စိတ်နဲ့ပြောတာမှန်တယ်ဗျဆဲရည်တယ်လို့ခေါ် ဆင်းရဲတယ်လို့ခေါ်အဲ့ဒါမျိုးမဖြစ်ဖို့အမနာမအရေးကြီးတယ်နော်အမနာမအရေးကြီးအဲ့ဒါလို့ထားနိုင်မှဒီအလုပ်မျိုးကိုလုပ်တယ်အဲ့ဒီစိတ်မျိုးမထားနိုင်ဘူးဆိုလို့ရှင်ကိုယ့်ဘက်ကအကုသိုလ်တွေကိုရအောင်လုပ်နေတယ်လို့ဖြစ်နေတယ်ကုသိုလ်စစ်စစ်ရဖို့ရာအတွက်စိတ်သဘောထားဖြူစင်မှုခန္ဓာမှာဝိသိတဗျာဉ်ကြီးကိုပညာရှိကတတိပေးတယ်လို့ပဲ ကိုယ်စိတ်တွေဟာကိုယ်ဘလောက်ထားနိုင်တယ်လဲစိတ်ဓာတ်ကြံ့ခိုင်အောင်ဘလောက်ထားနိုင်ပြီလဲအဲ့ဒီပုံမှာမူတ္တိယအဲ့ဒါလို့ကိုယ်စိတ်ဓာတ်ကိုကိုယ်ပြုပြင်ပြီးမှအခုလို့လုံးမယ်ဆိုလို့ရှိရင်ကိုယ်လောင်းလို့တည်းဟာမြည်သည့်ပုဂ္ဂိုလ်ကိုပဲလောင်းလောင်းလှူတည်းရဟန္တာဆိုတဲ့ဒီသံဃာဆိုတဲ့ယေရှုကျက်နဲ့လှူသည့်အတွက်ကြောင့်သစ္စာဘုရားဟောတဲ့အတိုင်းအကျိုးကျေးဇူးဟာဒီ ဒါနကောင်းမှုရဲ့အကျိုးဟာအတင်ချေးရအပမေးရမရေမတွက်နိုင်တော့အကျိုးများမယ်လို့ဒါဟာလက်ခံနိုင်ကြရှိမြတ်စွာဘုရားရှင်ကိုရောမြတ်ကတက္ကိနာဝိဘင်္ဂသုတ်တံမှာဘလို့ဟောထားတော့စေ။နောင်နာကမှာဆိုလို့ရှိရင်တဲ့ယန္တငါတွေရဲ့အနယ်ဆက်တွေကိုပြောင်းလဲဖြစ်ပေါ်စေတတ်တဲ့အနယ်တိကာတာဝကန္ဓသင်္ကန်းကိုလည်းပဲမှာ သင်္ကေတသဘောမျိုးနဲ့သင်္ကန်းလေးလေဘင်းမှာပတ်ထားတဲ့ဘုံကြီးတုယဟန်တုယဟန်ရောင်လေးဆိုတာနောက်တစ်ခေတ်မှာပေါ်လာလိမ့်ကိုကျင့်တီလာလုံးဝမရှိတဲ့ယဟန်နေပေါ်ထွန်းလာလိမ့်မယ်ယဟန်လို့ခေါ်ရတဲ့ဒုတိလာလေးပေါ်ထွန်းလာလိမ့်မယ်အဲ့ဒီလိုပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်တောင်မှပဲအရိယာသူတော်စင်ကြီးကနေပြီးဆက်သွယ်လာတဲ့ယဟန်တန်ဃာဆိုတဲ့အမှတ်နဲ့ ပန်းသာကိုရည်စူးပြီးတော့ဒါနာကောင်းမှုပြုနိုင်မယ်ဆိုရင်အကျိုးကျေးဇူးတွေဟာအပြည့်အဝရနိုင်ပါလေလို့မြတ်စွာဘုရားဒီလိုဟောဘုရားဆိုတာဘယ်တော့မှလည်းပိုမပြောဘူးလျှော့လည်းမပြောဘူးအမှန်တိုင်းပဲပြောမြတ်စွာဘုရားရဲ့စကားဟာလွဲမှားမှုလုံးဝမရှိဘူးအထိသဝေသနာဗုဒ္ဓမြတ်စွာဘုရားစကားဘယ်တော့မှမခွာလည်းမပြောဘူးမှန်ကန်တဲ့စကားမျိုးဟောတာလေအများတန်ပြောတာဖြစ်တော့ကြောင့် သစ္စာတရားစကားဒီတိကျတယ်မှန်ကန်တယ်အေးဒုတိလကိုတောင်တန်ခါကိုရည်စုပြီးလှူလို့ရှိရင်တဲ့အကျိုးကျေးဇူးဟာအနန္တအပမေယဖြစ်ပါတယ်လို့တက္ကိဏဝိပင်္ဂသုံးပါးဒီလိုဟောတာအလူရမလူတဲ့ပုဂ္ဂိုလ်တွေဟာတတိထားစရာကောင်းတာမြတ်စွာဘုရားဤတုတ်တမဟောတာလည်းထဲမဲ့အလူရမနဲ့ပတ်သက်ပြီးတော့အလူရှင်နဲ့အလူကံ ဒီနှစ်ခုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားဟောတတ်တာရှိတယ်။ဆိုပါစို့အလူရှင်ကတီလာရှိတယ်အလူခံကတီလာမရှိဘူး။ဟောအဲ့ဒီလိုအလူရှင်ကတော့တီလာရှိတယ်အလူခံကတီလာမရှိဘူးလှူလိုက်တယ်။အဲ့ဒီလှူလိုက်တဲ့အလူဟာအလူရှင်ကတီလာရှိသည့်အတွက်ကြောင့်ဒီလူရဲ့အကျိုးဟာကြီးမားတယ်လို့ ။ဟောဒီဘက်ကဒီရှုတော်ကနေကြည့်ပြီးတော့အကျိုးရတယ်လို့ဟောတယ်။အကျိုးရတယ်ဘလားသမဖြစ်ဘူး။အဲ့တော့ဒါကိုကြည့်မယ်ဆိုရင်အလူရှင်တွေကကိုယ့်ဘက်ကတီလာရှိအောင်ကြိုးစားဖို့ကအဓိကကြ။ဟောနောက်တစ်ခုအလူကံပုဂ္ဂိုလ်ကတီလာရှိတယ်တဲ့အလူရှင်ကတီလာမရှိဘူး။အဲ့ဒါဆိုရင်အလူကံပုဂ္ဂိုလ်ပဲကြောက်လူကံပုဂ္ဂိုလ်ကြောက်သူဟာအကျိုးရတယ် အလူရှင်ကလည်းသီလမရှိဘူးအလူခံပုဂ္ဂိုလ်ကလည်းသီလမရှိဘူးဆိုရင်တော့အဲ့ဒီဒါနာကောင်းမှုဟာအညာဆုံးဒါနာကောင်းမှုဖြစ်တယ်ပေါ့အေးအလူရှင်ကလည်းသီလရှိမယ်အလူပုဂ္ဂိုလ်ကလည်းသီလရှိမယ်ဆိုရင်တော့အကောင်းဆုံးဒါနာဖြစ်တယ်ပေါ့အဲ့ဒီလိုတက္ကိနဝိပင်ကတော့မှမြတ်စွာဘုရားကဒီလိုရှင်းပြီးတော့ဟောတာအဲ့ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာ မိမိတို့ကိုယ်တိုင်တီလာကိုစောင့်တည်ပြီးတော့စင်ကြဲတဲ့အနေထားနဲ့စွန်လေးလောင်းမှာပဲဖြစ်ဖြစ်ဘာဝတီလာကိုအာယုံပြုပြီးငါးပါးတီလာစောင့်တည်ပြီးတော့ဆောင်းလောင်းမယ်ကို့အတွက်အရေးကြီးဆုံးကကိုကုသိုလ်ရဖို့ပါပိုအရေးကြီးကိုကုသိုလ်ရဖို့အရေးကြီးတယ်တစ်ဖက်သားကိုသွားပြီးတော့ပြစ်တင်နေမယ်ဝေဖန်နေမယ်ဆိုရင်တော့ဟိုကုသိုလ်ကြီးအရာနဲ့သွားနိုင်တယ်